private move က၄ခုပါတယ်ပေါ့နော်ကျွန်တော် eco ရယ် normal ရယ် sport ရယ်နောက်ထပ် move တစ်ခုကပါလဲဆိုတော့ ipad နဲ့ move ပေါ့နော်တောင်တက်တောင်ဈေးနေမှာဆိုလို့ရှိရင်တော်တော်လေးအလုံးဖြစ်တယ်လို့ပြောရမှာဒီကောက်မှာ function တစ်ခုပါအဲ့ဒါပါလဲဆိုတော့ tcs ဆိုတဲ့ function လေးအဲ့တော့အဲ့ tcs function လေးကအလုံးလုံးလာပြီးတော့ကားကို slip ဖြစ်တဲ့အချိန်မျိုးကနေသူကထိမ့်ပေးထားတာဒီကားမှာကြိုက်တာတစ်ချက်ရှိတယ် sunroof ကို sunshade ကိုနှစ်ခုလုံးပါတယ်အဲ့ sunroof ကို sunshade ကိုနှစ်ခုလုံးကအဖွင့်ပိတ်လုပ်လို့ရတယ်အားလုံးပါမင်္ဂလာပါဗျာ အဲကျွန်တော်ကအခုဆိုလို့ရှိရင် တောင်ကြီးကိုရောက်ရှိနေရပဲဖြစ်ပါတယ်။အဲတောင်ကြီးကတော့ကျွန်တော်ကိုဘိုးနဲ့ကြိုးစုံနေရပေါ့နော်။ကျွန်တော်တောင်ကြီးမှာဘာလုံးမှာလဲဆိုတော့အခုကျွန်တော်ဘေးမှာမြင်နေရတယ်။အိုင်းယုံဝိုင်ရန်ကားကားလေးနဲ့တောင်ကြီးမှာရှိတဲ့တောင်တက်တောင်စင်းတွေအကွေအောက်တင်မှာကျွန်တော်တို့ test ride လုပ်မှာပဲဖြစ်ပါတယ်။ဒီကားလေးကကြာတော့ကျွန်တော်ဒီပေါ့နော် driving range အနေနဲ့ဆိုလို့ရှိရင်430 km တိရှိတယ်။ battery capacity ကကြာတော့51.9 kWh ရှိတယ်။ပြီးရင်သူ့ရဲ့ motor power ပေါ့နော်။ motor power က100 kW ရှိတယ်ပေါ့နော်။အဲ့တော့ဒီ motor power 100 kW နဲ့တောင်ကြီးမှာရှိတဲ့တောင်တက်တောင်စင်းတွေမှာဘယ်လိုမျိုးအဆင်ပြေပြေနဲ့ ထက်တမ်းလို့ဆိုတာကိုစမ်းသပ်မှာပါဖြစ်ပါတယ်အဲ့တော့ဆက်ကြည့်ရအောင်ကဲအခုကျွန်တော်တို့ကတော့တောင်ကြီးရဲ့တောင်ပေါ်ကိုစတက်လာပြီပေါ့နော် အဲတောင်ကြီးကတော့ကျွန်တော်တို့မိုးနဲ့ကြိုဆိုနေတယ်မိုးလေးတော့နည်းနည်းလေးရွာနေတယ်အဲမိုးရွာတဲ့အချိန်မှာပေါ့နော်တောင်တက်ကားတဲ့ feeling ကတော့နည်းနည်းလေးရောသတိထားရတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီတောင်တက်လမ်းမှာကခုနကကျွန်တော်တို့ရှိမှဆိုလို့ရှိရင်လည်းဒီ cycle ဒီ slip ဖြစ်ပြီးလဲနေရမျိုးလေးတွေရှိတယ်အဲတချို့ကုန်ကားတွေကနည်းနည်းလေးနောက်ပြန်လဲလာမျိုးလေးရှိတယ်ပေါ့နော်အဲတော့နည်းနည်းလေးတောင်တက်တောင်ဆင်းရောသတိထားရတယ်ပေါ့နော်အခုလက်ရှိပေါ့နော် iron wire ကနေကျွန်တော်တို့ဒီ ဒီဒီဘယ်လိုပြောရမလဲ driving experience ကိုပြောပါဆိုလို့ရှင်လက်ရှိထိကတော်တော်လေးအဲ smooth ဖြစ်တယ်ကျွန်တော်တို့ဒီအစွဲအယုံနေဆိုလို့ရှင်လည်းတော်တော်လေးကောင်းတဲ့နေရာမှာပါတယ်လက်ရှိကတော့ကျွန်တော်တို့သူ့မှဆိုလို့ရှင်ကျွန်တော်က driving mood က၄ခုပါတယ်ပေါ့နော်ကျွန်တော် eco ရယ် normal ရယ် sport ရယ်နောက်ထပ် mood တစ်ခုကပါလဲဆိုတော့ ipad နဲ့ mood ပေါ့နော် ipad နဲ့ mood ကကျတော့ဘာနဲ့အလားတန်တူလဲဆိုတော့ကျွန်တော်တို့အလွယ်တကူပြောမယ်ဆိုလို့ရှင်1ပတ်နဲ့မူနဲ့အလားတန်တူလေကျွန်တော်တို့ကဒီပေါ့နော်အဲ liver break တွေကို pattern တစ်ခုကိုလုံးဝရှုပ်နေတာမဟုတ်ဘဲနဲ့တခုတည်းအသုံးပြုဖို့အတွက်ကိုသွားထားတဲ့ပုံစံမျိုးနဲ့ driving mood တွေကိုတစ်ခါလဲပေါင်းထည့်ပေးထားတဲ့သဘောမျိုးပေါ့နော်အဲ့တော့ တောင်တက်တောင်ဈေးနေမှာဆိုလို့ရှင်အဲ့အိုင်ဘိုင်တယ်မူကတော်တော်လေးအလုံးဖြစ်တယ်လို့ပြောရမှာကျွန်တော်တို့ဒီဟိုလီဗာနင်းလိုက်ဘရိတ်နင်းလိုက်အလုံးရှုံနေရမျိုးမဟုတ်ဖဲနဲ့ကျွန်တော်တို့တခုတည်းဟိုပဲ focus ထားပြီးတော့သွားလို့ရတဲ့ပုံစံမျိုးလေးမှာရှိတယ်ပြီးအကွေးအကောက်တင်မှာကျွန်တော်သတိထားမိတာပေါ့နော် အကွေးကောက်တွေမှာတော်တော်လေးညက်တယ်ဒီကောင်ကပေါ့နော်ကားကကြဲကြဲဝန်းရှိတယ်အနောက်ခံလဲကြဲဝန်းတယ်အိမ်လဲနည်းနည်းလေးရှည်တဲ့နေရာမှာပါတယ်ပေါ့နော်အဲ့တော့ဒီခါလေးကြားလို့ရှိရင်အကွေးကောက်တွေမှာကြံခဲ့တယ်ဆိုတဲ့ feeling မျိုးကိုလုံးဝမခံစားရဘူးလက်ရှိကျွန်တော်တို့ကားပေါ်မှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီပေါ့နော်လူရင်အားအနေနဲ့ဆိုလို့ရှိရင်လူရင်အား၄ရောက်ပေါ့နော်လူရင်အား၄ရောက်နဲ့ဒီ တောင်ပေါ်တက်တဲ့အချိန်မှာလည်းကားကတော်တော်လေးအဲဘယ်လိုပြောမလဲတတောင်တတာနဲ့ပေါ့ပေါ့ပါပါတက်တယ်ဆိုတော့ feeling မျိုးကိုခံစားရတယ်။လုံးဝလေးနေပြုတ်နေတာ ਈ ဘာညာဆိုတာလည်းမရှိဘူးပေါ့နော်။နောက်ပြီး तू က CI မှုဆိုလို့ရှိရင်လည်း तू က CI မှုက၃မျိုးပါတယ်။ကျွန်တော် normal ပေါ့နော်။ကျွန်တော်ပုံမှန်ကားပုံမှန် normal သွားခြင်းလား။ဒါမှမဟုတ်ဆိုလို့ရှိရင်ကျွန်တော် sport type ဆန်ဆန်ပေါ့နော် sport type ဆန်ဆန်အာ CI တိုင်းပေါ့ပေါ့ပါသွားခြင်းလား။ဒါမှမဟုတ်တချို့ပေါ့နော်တခါဖြစ်တတ်တယ်။ဘာလို့လဲဆိုတော့တချို့လူတွေကဒီ ICE ကားတွေမောင်းတာများတယ်ဆိုလို့ရှိရင် CI တိုင်းစီးစီးပိုင်ပိုင်ဆိုတော့ ခံစားချက်ကိုသဘောကျတဲ့လူတွေရှိတယ်။အဲဒီလူတွေအတွက်ဆိုလို့ရှိရင်လည်းကျွန်တော်တို့အဲဒီပုံစံ CRI စစ်စစ်ပိုင်ပိုင်ဖြစ်စေတဲ့မူလေပါတယ်။အဲ့တော့ကျွန်တော်တို့ဒီ CRI မူဆိုလို့ရှိရင်လည်းကိုယ်တိုင်လည်းအဆင်ပြေတဲ့မူကိုရွေးပြီးတော့ကျွန်တော်တို့ဘယ်လိုပြောရမလဲဒီရွေးချယ်ပြီးတော့မောင်းနေလို့ရရဲဆိုတဲ့ပုံစံမျိုးလေးပါရှိတယ်။အဲအတက်အစင်းပါဆိုလို့ရှိရင်တော့ကျွန်တော်က အစင်းလေးကိုပို့သဘောကျတယ်အစင်းလေးကဟိုပေါ့ပုံမှန်ပေါ့လေဒီကောင် regenerative braking system လည်းပါတယ် regenerative braking system အောင်သူကဘာနဲ့တခါလဲချိန်ထားလဲဆိုတော့ခုနကကျွန်တော်ပြောတဲ့ iPad တဲ့မူးနဲ့သူက regenerative braking system အောင်တခါလဲချိန်ထားတယ်တတ်တတ် function တွေနဲ့ခွဲထားမျိုးမရှိတော့ဘူးအဲ့တော့ regenerative braking system အောင်အသုံးပြုကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်ကဘာလုပ်ရလဲဆိုတော့ iPad တဲ့မူးကိုတခါလဲရွေးရွေးလိုက်တာဖြစ်တဲ့အတွက်ကျွန်တော်ကပက်တယ်တစ်ခုတည်းအသုံးပြုရတဲ့သဘောမျိုးလေးရှိတယ်။အဲ့တော့ကျွန်တော်တို့အစင်းနေမှာဆိုလို့ရှိရင်ဒီကောင်ကအစင်းနေမှာဆိုလို့ရှိရင်ကျွန်တော်တို့သူ့ရဲ့ regenerative braking system ကအလုပ်ပြန်လုပ်လာပြီးတော့ battery ကို charge ပြန်လုပ်တယ်ပေါ့နော်။အဲ့ဒီအချိန် ချိန်မှာခုနဝမ်ပန်တန်မှုလည်းတုံထားတယ်ကျွန်တော်ဒီဟို regenerative braking system ကလည်းအလုပ်ဖြစ်တာဖြစ်တဲ့အတွက်အစင်းတွေမှာဆိုလို့ရှိရင်တော်တော်လေးမိုက်တယ်လို့ကျွန်တော်တို့ကပြောလို့ရတယ်အဲအသက်တင်မှာဆိုလို့ရှိရင်လည်းတက်တဲ့နေရာလေးမှာဆိုလို့ရှိရင်လည်းအဲဒီပေါ်တက်သွားတာလေးက weight ပါပါမပါပါကျွန်တော်ငြိမ်ပြီးတက်သွား Car stability ကအရန်ကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီကောင်ကကားအတွင်းကန်းကျင်တယ်လို့အပြင်က body size ကိုကြည့်မှဆိုလို့ရှိရင်လည်းနည်းနည်းလေးခန့်ခန့်ညာညာအနေထားမှာရှိတယ်အဲ့တော့တချို့တွေမှာတာယာက ပြတ်ကျယ်တယ်ဆိုလို့ရှိရင်တော့ stability ဖြစ်တယ်တချို့ကားတွေမှာကတာယာကပြတ်ကနည်းနည်းလေးနဲတယ်ကားအကြီးတဲ့ခါကြာလို့ရှိရင်ကားလူးတယ်ဆိုတော့ feeling မျိုးကိုခံစားရတာရှိတယ်ဒါပေမဲ့ဒီကားကတာယာပြတ်ကလည်းပုံမှန်ပဲကားပေါ်ကတော့နည်းနည်းလေးဒီကောင်ကကြီးရဲဆိုတဲ့အဲမှာပါတယ်ပေါ့နော် အဲ့ဒီအချိန်မှာတော့မကားကလူးတယ်ဆိုတဲ့ feeling ကိုမခံစားရဘဲနဲ့ကားက stability နဲ့ငြိမ်ငြိမ်လေးပဲသွားတယ်ဆိုတဲ့ feeling ကိုခံစားရတယ်အဲ့ဒါလေးကတော့တော်တော်မိုက်တယ်အဲလက်ရှိကတော့ဒီပေါ့နော်တောင်ပေါ်တက်တဲ့အချိန်မှာတော့အပွေကောက်တော့များတယ်ဒါပေမဲ့တောင်တက်ကအရင်ကြီးကျန်းတဲ့တည်းမှာမပါဘူးအဲ့တော့ကျွန်တော်စက်မောင်းကြည့်မယ်ကျွန်တော်ခုနကတတိထားမိလိုက်တာတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော် တောင်တက်တဲ့နေရာမှာ အကွေးကလည်းနည်းနည်းလေးကျန်းတယ်ပေါ့လားမိုးကလည်းရွာနေတဲ့အချိန်ဆိုလို့ရှိရင်ဒီလမ်းတွေကစလစ်ဖြစ်တတ်တယ်အဲ့လိုမျိုးစလစ်ဖြစ်တော့မယ်ဆိုလို့ရှိရင်ဒီကောက်မှာ function တစ်ခုပါအဲ့ဒါဘာလဲဆိုတော့ TCS ဆိုတဲ့ function လေးအဲ့တော့အဲ့ TCS function လေးကအလုံးလုံးလာပြီးတော့ကားကိုစလစ်ဖြစ်တဲ့အချိန်တွေမျိုးကလည်းသူကထိမ့်ပေးထားတာလူကမောင်းတဲ့ချိန်မှာလည်းတည်တာလုံးဝပြားကိုကျွန်တော်ဘယ်လိုပြောရမလဲချောနေမှာဆိုလို့နည်းနည်းလေးကျန်းပစ်လိုက်တဲ့ပုံစံမျိုးနဲ့လုံးဝဒရိုးဆိုပြီးတော့ထိမ့်ပြီးတော့မှဒီမှာ TCS working ဆိုပြီးတော့ ပေါ်လာမယ်ပေါ်လာပြီးတော့ကားကိုလည်းကျွန်တော် slip ဖြစ်တဲ့အနေထားနဲ့ short ချပေးတဲ့ function တစ်ခုလည်းပါလာတော့တွေ့ရတယ်အဲ့ဒါလေးကတော့မစိုးဘူးဆိုတော့အခုလက်ရှိဒီမိုးရွာနေကြခုနဆိုလို့ရှိရင်လည်းကျွန်တော်ရှိမှာ cycle တို့ဘာလို့ slip ဖြစ်သွားတာမျိုးရှိတယ်အဲ့လိုအနေထားမျိုးမှာဆိုလို့ရှိရင်လည်းဒီကားကအများကြီး အဆင်ပြေလို့ပြောရမှာပဲလက်ရှိမှာဆိုလို့ရှိရင်တော့ Iron မြန်မာကပေါ့နော်မြန်မာနိုင်ငံကိုတင်သွင်းလာတာဆိုလို့ရှိရင်ကား Moran နှစ်မျိုးရှိပြီအဲ Iron Wine Yanga ရဲ့ Wine Plus ဆိုပြီးနှစ်မျိုးရှိတယ်ပေါ့နော်အဲ Wine Plus က Wine Yanga ကတော့ဒီဇိုင်းပိုင်းနဲ့ပတ်သက်လာရင်တော့အများကြီးပြောစရာမလိုနှစ်ခုကဒီဇိုင်းကလည်းဆင်တူတယ်ပြီးလို့ရှိရင်သူ့ရဲ့ဒီဇိုင်းကလည်းကျွန်တော်တခြားကားတွေနဲ့ကွဲထွက်နေတဲ့အနေအထားမှာရှိတယ်အဓိကကတော့သူ့ရဲ့ Daylight ကြီးပေါ့နော်သူက Daylight ကြီးကိုကြည့်မှာဆိုလို့ရှိရင် Angel Wing ပုံစံမျိုးကိုအဲလုပ်ပေးထားတဲ့ဟာလေးကတော်တော်လေးမိုက်တယ်သူ့ရဲ့ Signature လို့တော့ပြောရမှာမလို့ဖြစ်နေပြီနောက်တစ်ချက်ကျွန်တော် Iron မှာကြိုက်တာသူ့ရဲ့အတွင်းကန်းကျယ် တာကိုတော်တော်လေးသဘောကျတယ်အတော့အတွင်းကန်းကဒီဘယ်လိုပြောမလဲ family 3ကားလိုမျိုးကြကြဝန်းရှိတာဖြစ်တဲ့အတွက်တော်တော်လေးတက်တောင်းတက်တာစီးလို့ရရဲဆိုတဲ့အနေအထားမျိုးလေးမှာရှိတယ်အဲခုဆိုလို့ရှင်လည်းပြကျွန်တော်ရန်ကုန်ကနေတောင်ကြီးထိ မောင်းလာတဲ့အနေထားမျိုးပြဒီကောင်ဆိုလို့ရှိရင် driving range က430ပဲရှိတယ်ဒါပေမဲ့ဒီတောင်ကြီးထိကိုအေးအေးဆေးဆေးနဲ့ရောက်လာနိုင်တဲ့အနေထားမျိုးလေးမှလည်းရှိတယ်အဲ့တော့ဒီကားကမိသားစုသုံးပြီးတော့ကျွန်တော်ခီးဝေးတွေဘာတွေသွားမယ်ဆိုလို့ရှိရင်လည်းအများကြီးအဆင်ပြေလို့ပြောလို့ရတယ်ပေါ့နော်အဲပြီးလို့ရှိရင်သူ့မှာကြာတော့ကျွန်တော်ဒီဒီထိုင်ကုန်တွေကကြာတော့ဒီသုံးထိုင်လေသာ quality လေးကြီးလည်းမဆိုးဘူးပြီးလို့ရှိရင်ကျွန်တော်ဒီ air ventilation အတွက်ဆိုလို့ရှိရင်လည်းလေသာကိုကျွန်တော်အပေါက် design လေးပြန်ဖောက်ပေးထားတာမျိုးလေးတွေရှိတယ်ဝိုင်ရန်ကားနဲ့ဝိုင်ပလပ်ကနှစ်ခုမှဘာကွာသွားလဲဆိုတော့အများကြီးကွာသွားမှာမရှိဘူးကျွန်တော်ဘာကြီးကွာမလဲ driving range တွေကွာမယ် ဘက်ထရီ capacity တွေကွာမယ်တချို့အတွင်းပိုင်း function အနည်းငယ်ကွာတာမျိုးပဲရှိမယ်အရင်ကွဲပြားသွားတော့မရှိဘူးနှစ်ခုလုံးကတော့အဲတော်တော်လေးဘယ်လိုပြောမလဲ family ၃အတွက်ကိုအဆင်ပြေတဲ့ car တစ်စီးလို့ပြောရမှာပဲနောက်ပြီးရင်ဒီမှာတုံထားတဲ့ sound system ပေါ့နော် sound system ဆိုလို့ရှိရင် तू ဘာကိုတုံထားလဲဆိုတော့ vocal view ကိုတုံးမိထားတယ် speaker က total စုစုပေါင်း6လုံးထည့်ပေးထားတယ်သူရဲ့ sound system ကိုကျွန်တော်သဘောကျတာတစ်ခုရှိတယ်ဒီ car လေးကကျွန်တော်တို့ဒီပေါ့နော် network expo ပွဲမှာကျွန်တော်ဒီ car လေးကိုလည်းပြသခဲ့တယ်ပြသတဲ့အချိန်မှာဆိုလို့ရှိရင်လည်းကျွန်တော်ကတချင်းတွေပါဖြန့်ထားတာဗျာဖြန့်ထားတာကဟိုဒီ ီပွဲကစောင်းပေါင်းနဲ့ဖွင့်တာမဟုတ်ဒီကားကစောင်းပေါင်းနဲ့ဖွင့်ပြီးတော့တကားလေးအရှင်းတစ်ချက်ပဲဖွင့်တာပွဲတစ်ခုလုံးမှာတခြင်းတန်အလုံးကလွှမ်းနေရပဲသူ့ရဲ့ sound system အဲ့လိုမိုက်တာကျွန်တော်တို့က audio သမားဖြစ်တာဖြစ်တဲ့အတွက် sound system နဲ့ပတ်သက်လာလဲနည်းနည်းလေး sensitive ဖြစ်တယ်ဒီကောင်က sound system နဲ့ပတ်သက်လာရင်အများကြီးလက်ခံလို့ရတယ်ကျွန်တော်ဘေးစီဘက်သွားချင်တာလားတချို့ရေဆိုလို့ရှိရင်ဗျာ EDM ကြိုက်တဲ့လူတွေဆိုလို့ရှိရင်လည်းဒီကောင်ကဒီ sound system ကသူတို့အတွက်ကိုတော်တော်လေး effective ဖြစ်တယ်လို့ပြောလို့ရတယ်ကျွန်တော်လေဒီကားမှာကြိုက်တာတစ်ချက်ရှိတယ်အဲ့ဒါဘာလဲဆိုတော့သူ့မှာက sunroof က sunshade ကိုနှစ်ခုလုံးပါတယ်အဲ့ sunroof က sunshade ကိုနှစ်ခုလုံးက အဖွင့်ပိတ်လို့လို့ရတယ်အဲ့တော့ကျွန်တော်တခါလေးကြားလို့ရှိရင်ညာဘက်တွေပါလေကားရှောင်မောင်းတဲ့အချိန်ကြားလို့ရှိရင်အိုက်ကောင်လေးကကျွန်တော်လူငယ်ဆန်ဆန်လုံးဝလုံးဝ feeling အပြည့်ခံစားလို့ရပါတယ်တကယ်လို့ပေါ့နော် iron wine plus ပဲဖြစ်ဖြစ် wine yang ကပဲဖြစ်ဖြစ် wear ယူခြင်းနဲ့ဆိုလို့ရှိရင်သူ့မှာ payment plan တွေရှိတယ် cash down လဲ wear ယူလို့ရတယ်လို့ကျွန်တော် hp နဲ့လဲ wear ယူလို့ရတယ် hp နဲ့ wear ယူမယ်ဆိုလို့ရှိရင် down payment က40% down payment ချပြီးတော့ကျွန်내ဒီတော့ကြံ့ငွေကိုကျွန်တော်၃နှစ်အရေးကြာနေလဲ wear ယူလို့ရတယ်အခုတော့လက်ရှိတော့ကျွန်တော်တောင်ကြီးမြို့ပေါ်ရောရောက်လာပြီပေါ့နော်တောင်ကြီးမြို့ပေါ်ရောက်လာပြီဖြစ်တာဖြစ်တော့နည်းနည်းလေးအားမရသေးဘူးနောက်ထပ်တစ်နေရာထပ်ဆန်းကြည့်အောင်ဆက်သွားအောင် အကျွန်တော်ကတော့အခုဆိုလို့ရှိရင်ကျွန်တော်ရွှေဖုံးဝင်ပရာကိုသွားတဲ့တောင်တက်လမ်းလေးပေါ့နော်အဲ့ပေါ်တစ်ချက်ထပ်ဆန်းကြည့်တာဖြစ်ပါတယ်အဒီမှာဆိုလို့ရှိရင်လည်းသူ့ရဲ့တောင်တက်တွေကပုံစံတစ်မျိုးပေါ့နော်ခုနတောင်ကြီးတောင်တက်တဲ့ပုံစံလေးကတစ်မျိုးဒီမှာတောင်တက်တဲ့ပုံစံလေးကတစ်မျိုးပေါ့နော်အဲ့တော့မတူညီတဲ့ဒီတောင်တက်တဲ့ပုံစံလေးပါဆိုလို့ရှိရင်လည်းကျွန်တော်ဒီကားလေးရဲ့အနေအထားဘယ်လိုရှိမလဲဆိုတော့စမ်းကြည့်လို့ဒီကိုရွေးချက်လိုက်ရခြင်းဖြစ်တယ်အဒီမှာတော့လော်လော့ဆယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ခုနောက်ပိုင်းလမ်းတွေကတော်တော်လေးကောင်းလာပြီလမ်းတွေဆိုလို့ရှိရင်လည်းချောနေရပဲတော်တော်လေးမောင်းရတာအဆင်ပြေတယ်ပေါ့နော်အတက်လေးဆိုလို့ရှိရင်လည်းညိန်ပြီးသွားတယ်လမ်းကလည်းကောင်းသွားပြီကားကလည်းကောင်းသွားဆိုတော့အများကြီး

ဒီနေ့အတွက်တော့ကျွန်တော်ကအန်ယုံရဲ့ဝိုင်ရန်ကားကားလေးကိုအသုံးပြုပြီးတော့တောင်ကြီးမြို့မှာပေါ့နော်တောင်တက်တောင်ဆင်းနေအကွေးကောက်တင်မှာဒီကားလေးကဘလို့အနေထားရှိမလဲဆိုတော့ကျွန်တော် test ride လုပ်ကြရပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာကျွန်တော်ဘာတွေ့ရလဲဆိုတော့ကြီးပေါ့နော်တောင်တက်တောင်ဆင်းနေမှာဆိုလို့ရှိရင်လေဒီကားရဲ့ stability နဲ့ handling ကတော်တော်လေးမိုက်တာကိုတွေ့ရတယ်။တောင်ကြီးမှာဆိုလို့ရှိရင်ကျွန်တော်တောင်ကြီးတောင်တက်တဲ့အချိန်မှာဒီအကွေးအကောက်တင်မှာဆိုလို့ရှိရင်လေကားလေးက stability ဖြစ်တယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ handling ဘက်မှာလည်းတော်တော်လေး smooth ဖြစ်တယ်လို့ပြောရမယ်။ကျွန်တော်ဒီခုပေါ့နော်ဒီချွတ်ပိုးဝင်ဖျားရဲ့တောင်ပေါ်တက်လာတဲ့အချိန်မှာလည်းတော်တော်လေး smooth ဖြစ်တာကိုတွေ့ရတယ်။နောက်ဆက်ကျွန်တော်ကြိုက်တဲ့ ချက်ကအခုလက်ရှိပုံတော့ကျွန်တော်တို့ရိုက်တဲ့ချိန်မှာတောင်ကြီးမှာမိုးရေရွာနေမိုးရေရွာနေတယ်ဆိုတာဖြစ်တဲ့အတွက်ကတ်တရလမ်းပေါ်မှာစလစ်ဖြစ်နိုင်ကြည်တွေကအများကြီးရှိတယ်အဲ့လိုအချိန်တွေမျိုးမှာဒီကားလေးကကျွန်တော် TCS system ကအလုံးလုံးလာပြီးတော့ကားကိုစလစ်ဖြစ်ခြင်းရနေပြီးတော့သူက balance ထိန်းကြည့်ပြီးတော့ကာကွယ်ပေးတဲ့အနေအထားမျိုးလေးမှာရှိတယ်အဲ့ကောင်လေးက auto အလုံးလုံးတာ အတားလေးကလည်းနောက်ထပ်အားရစရာကောင်းတဲ့အချက်လိုပဲပြောရမှာပေါ့နော်တကယ်လို့အိုင်ယွန်ရဲ့ကားတွေဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ကဒီပေါ့နော် payment system မှာဆိုလို့ရှိရင် cash down လဲဝယ်ယူလို့ရတယ်ဒါမှမဟုတ်လို့ရှိရင် hire purchase နဲ့လဲဝယ်ယူလို့ရတယ်ပေါ့နော်တကယ်လို့ hire purchase နဲ့ဝယ်ယူမယ်ဆိုလို့ရှိရင်ကျွန်တော် down payment ကတော့40% down payment ချပြီးတော့ကျွန်တော်3နှစ်အစည်းအကြံနဲ့ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်အဲ့တော့ဒီကားလေးကကျွန်တော်ဒီပေါ့နော်တောင်တက်တောင်ဆင်းတော့အဆင်ပြေပြီဆိုတော့ကျွန်တော်မီတာစုလိုက်ခရီးသွားမယ်ဆိုလို့ရှိရင်လဲအများကြီးအဆင်ပြေတဲ့ကားလို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်ညာကျွန်တော်နောက်ထပ်ပိုင်းတွေမှာပြန်တွေ့ကြပါဘောကျွန်တော် just strike ကတစ်ချုံပါ OK，上来，五万狗。喂，烦不不，Sorry，Sorry，烦都白了。红果不不加不行，哇，不急着干嘛呢？不不，不果皮，不果皮，OK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 ，Sorry。